မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ် ပထမဆုံးတင်ဆက်ပေးရမယ့်တရင်ကတော့ရန်ကုန်မြို့မင်္ဂလာတောင်လေစိတ်ရဲကင်းကိုအဝေးထိပ်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အေပီလာ24ရက်နေ့ည9:50မိနစ်ခန့်မှာမင်္ဂလာတောင်မြို့နယ်ကြံငင်းစုရက်ကွက် လေစိတ်လမ်းသွယ်မှာရှိတဲ့ရဲကင်းကိုရန်ကုန်မြို့ပြပျောက်ကြားရဲဘော်များကအဝေးထိပ်မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီရဲကင်းဟာပြည်သူများကိုနေ့စဉ်နဲ့အမျှဒုက္ခပေးနေတဲ့စစ်သားများနဲ့ရဲများရှိနေတဲ့အတွက် ဒက်ရှဲရိုတပ်ဖွဲ့ရဲ့မြို့ပြပြောက်ကြားရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ပကြမစစ်ကောင်စီလက်အောက်ခံစစ်သားရဲနဲ့တောက်တိုင်များကိုရရင်ရတဲ့နေရာမှာတိုက်ခိုက်သွားမှာဖြစ်ပြီးတော့ဆက်လက်တိုက်ခိုက်ရန်ပြင်ပများလည်းရှိနေတယ်လို့ဒက်ရှဲရိုတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါဗျ။ပြည်သူများအနေနဲ့လည်းအကြမ်းမစစ်ကောင်စီနဲ့ပတ်သက်တဲ့နေရာများစစ်ကောင်စီလက်အောက်ခံရဲစစ်သားနဲ့ပြူစောထီးများအရဲဝတ်စစ်သားများစုဝေးရာနေရာများကိုတွားရောက်ခြင်းမပြုလုပ်ရနဲ့ ်ဝေးဝေးကနေရှောင်ရှားသွားလာပေးကြပါရန်မေတ္တာရက်ခံထားကြောင်းတရင်ရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကျုံးမင်ကောင်းမြို့နယ်အလဲကုန်းတိုက်နယ်ရဲစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတိုက်ခတ်ရာနေထိန်ခေါင်းဆောင်ငွေစိုးအပါအဝင် စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ24ရက်နေ့မှာကျိုးပင်ကောင်းမြို့နယ်အရှိဘတ်အလဲကုန်းတိုက်နယ်ရဲစခန်းကနေထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာမြို့ဘက်ကိုဦးတည်ပြီးတော့ထွက်လာတဲ့အချိန် BDZM GBK PDF ဘကိုးရုံမှအခြေပြုတပ်ဖွဲ့ကစောင့်ကြိုပြီးတော့မိုင်းဆွဲတက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးမိုင်းဆွဲတက်ခိုက်ပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကအနီးကဝင်းရောက်တက်ခိုက်ခဲ့ပြီးတော့တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီဘက်ကနေထိန်ခေါင်းဆောင်ငွေဆိုးအပါဝင်စစ်ကောင်စီတပ်သား၁၀ဦးထက်မနည်းတေဆုံးသွားတယ်လို့သိရပါဗျ။ဒါအပြင်တိုက်ပွဲအတွင်းမှာပြည်သူ့ကာကွယ်တပ်ဖွဲ့ BDZM GBK PDF ဘကိုးရုံမှအခြေပြုတပ်ဖွဲ့ကရဲဘော်တအူးမြင့်မြတ်စွာကြာဆုံးခဲ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္လာနေ့တိုင်းရေပြူမြို့နယ်မင်းသားကြီးရွာမှာရှိတဲ့ပြူစောတီစခန်းကိုဝင်ရောက်တိုက်ခိုက်ရာစစ်သားနဲ့ပြူစောတီ6ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဧပြီလ20ရက်နေ့မနက်9:36မိနစ်ခန့်မှာရေပြည်မြို့နယ်မင်းသားကျေးရွာမှာရှိတဲ့အချမ်းမတ်စစ်ကောင်းစီတပ်သားများနဲ့ပြူစောတိများကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာ အပြန်အလှန်ပြစ်ခတ်မှုတိုက်ပွဲမနက်၈နာရီခွဲအထိဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားနဲ့ပြူစော်တီ6ဦးသေဆုံးပြီးတော့9ဦးထိခိုက်ဒဏ်ရာရရှိကာတော်လိုင်းပူပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်3ဦးမစိုးရိမ်ကဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကိုမွန်ပြည်တော်လိုင်းရေးတပ် MSRF ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒေါနာတက်ရင်စစ်ကြောင်း3 KBDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF တက်ရင်တဲ့မွန်ပြည်သက်ပါတီစစ်အာဏာရှင်တိုက်ဖြတ်ရေးအဖွဲ့ NMSPAD ်တဝဲတက်တော် DNL နဲ့ KNU တက်မဟာ6 KNL တက်ရင်29တို့ကပူးပေါင်းပြီးတော့လှုပ်ဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်တန်းကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့မန္တလေးမြို့မှာရှိတဲ့ Golden City Hotel အဆောက်အဦအောက်ကနေပြီးတော့တေဆုံးသူတားမိ၂ဦးရဲ့ရုပ်အလောင်းများကိုအေပီလ25ရက်နေ့မနက်ပိုင်းမှာရှာဖွေတွေ့ရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီ Hotel အဆောက်အဦပြိုကျမှုအောက်ကနေပြီးတော့အေပီလ25ရက်နေ့မနက်7:22မိနစ်မှာအမျိုးသမီးရုပ်အလောင်းနဲ့7:36မိနစ်မှာအမျိုးသားတို့ရဲ့ရုပ်အလောင်းတို့ကိုရှာဖွေထုတ်ယူပေးနိုင်ခဲ့တယ်လို့မြန်မာနိုင်ငံမိသားတပ်ဖွဲ့ MFSD ကတရေထုတ်ပြန်ထားပါတယ်။25ရက်နေ့မနက်ပိုင်းကတွေ့ရှိခဲ့တဲ့တေဆုံးသူတားမိနှစ်ဦးဟာအသက်60ကျော်အရွယ်မိခင်ဖြစ်သူနဲ့အသက်28နှစ်အရွယ်ကားဖြစ်သူတို့ဖြစ်တယ်လို့စစ်ကောင်စီအုပ်စုရဲ့မန္တလေးစီပင်တာယာကတရင်ထုတ်ပြန်ထားပါတယ်။ဒါအပြင်အစအဦးအောင်မှာနောက်ထပ် ရှာဖွေထုတ်ယူဖို့အတွက်ရုပ်အလောင်း3လောင်းကျန်ရှိနေသေးတယ်လို့လည်းကုညီကယ်ဆယ်ရေးလှုပ်ဆောင်သူတွေကပြောပါတယ်။ငလျင်ကြောင့်ပြိုကျပျက်စီးသွားခဲ့တဲ့ Golden City Hotel အစအဦးဖေရှားရှင်းလင်းရေးနဲ့ရုပ်အလောင်းရှာဖွေတည်ထုတ်ရေးကို MFSD မန္တလေးစီမင်းသားရနဲ့လူမှုကွန်ရက်ကဲဆဲရေးအဖွဲ့တွေကပူးပေါင်းပြီးတော့လှုပ်ဆောင်နေတာလို့ဆိုပါတယ်။မန္တလေးမြို့ပေါ်မှာငလင်တန်ကြောင့်ပြိုကျနေတဲ့အစာအုပ်တွေအောက်မှာတေဆုံးနေတဲ့ရုပ်အလောင်းတွေအများအပြားကျန်ရှိနေဆဲဖြစ်ပြီးတော့လက်ရှိမှာ Sky Villa Condo, Golden City Hotel, AR River View Hotel စတဲ့အစာအုပ်ပြိုကျနေတဲ့နေရာတွေကိုရှင်းလင်းရေးနဲ့ရုပ်အလောင်းရှာဖွေရေးတွေကိုဆက်လက်ပြီးတော့လှုပ်ဆောင်နေဆဲဖြစ်တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာ gas pipe line မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကို80မမလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခတ်ရာစစ်တပ်ဘက်က3ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ24ရက်နေ့ညနေ9:00ခွဲအချိန်မှာနထိုးကြီးမြို့နယ် ထန်းစင်ရွာအရှိဘက်မှာရှိတဲ့ gas pipe line မှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကတွတ်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါးအဲ့ဒီစစ်ကောင်စီတပ်သားများကိုတော်လိုင်းရဲဘော်များက80မမလက်နက်ကြီး၅လုံးပရင်တလုံးတို့နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့စစ်သားများတပ်ဆွဲထားတဲ့အဆောက်အဦဘော်ကိုတလုံးကြရောက်ပောက်ကွဲခဲ့ပြီးစစ်ကောင်စီတပ်သား၃ဦးပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့သိရပါဗါးအဓိကကတော့ပြည်သူတွေကိုပဲပြောချင်တာပါစစ်ခွေးတွေကတရဲဘော်ကြောင်ပြီးတော့မဆိုင်တဲ့နေရာတွေကို၄ချောင်းကနေတစ်မျိုးဟာဝေဇာနဲ့တစ်မျိုးပြည်သူများကိုရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာဖြစ်လို့သတိဝိရိယနဲ့ပြည်သူတွေသွာလာနေထိုင်ကြဖို့တိုက်တွန်းနေပါတယ်လေချောင်းအနေရကိုရောဂယုဆိုင်နေထိုင်ကြဖို့တိုက်တွန်းနေပါတယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းမြောက်လာရှုမြို့မှာလင်မယားနှစ်ယောက်ကမင်္ဂလာဆောင်ဓာတ်ပုံလာရရင်းနဲ့ဓမြတိုက်ခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အေပီလ24ရက်နေ့ညနေ6:00နာရီအချိန်မှာလာရှုမြို့မှာရှိတဲ့ဝါလီဓာတ်ပုံဆိုင်တစ်ဆိုင်မှာ အမျိုးသား၃ဦးကပီစတိုတနက်တွေကန်ဆောင်ထားပြီးတော့အဲ့ဒီမင်္ဂလာဆောင်မဲ့အမျိုးသမီးရဲ့ဦးခေါင်းကိုတနက်နဲ့ထောက်ပြီးတော့ဓမြတိုက်ခဲ့ကြတယ်လို့ပြောပါတယ်သူတို့နှစ်ယောက်ဓာတ်ပုံလိုက်ရိုက်ကြတာပေါ့အဲ့ဒီမင်းကလေးကဒီမျိုးကိုပြန်လာတာမကြသေးဘူးသူကတခြားမျိုးမှာအလုပ်လုပ်နေတာလေကြည့်ရတာတိတဲ့သူတွေကပဲသူတို့ကိုလာတိုက်တာထင်းနေကားရောပါသွားပါတယ်ကားထဲမှာလည်းပတ်စံ3130ပါတယ် သူတို့မျက်နှာလဲတေးချမမြင်လိုက်ရဘူးမတ်စ်နဲ့အုပ်ထားကြတယ်ကြည့်ရတာတရုတ်လူမျိုးတွေထင်းတယ်ဓမြလိုက်တိုက်တဲ့သူတွေကိုကြည့်ရတာအသက်25 30ပတ်ဝန်းကျင်လောက်ပဲရှိမယ်ထင်တယ်လို့ပြောပြထားပါတယ်ပြီးခဲ့တဲ့ April 23ရက်နေ့ကလည်းလာရှိုမျိုးပါရမီလမ်းတွေထင်းယူမြိုင်ကိုသွားတဲ့လမ်းမှာအမျိုးသမီးငယ်တအူစာတင်ပြီးတော့အပြန်လမ်းမှာလဲဓမြတိုက်ခိုက်ခဲ့ရကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းဗုတ်ပြင်းမြို့နယ်မှာစကခ73နဲ့ခလာရ43နဲ့တရင်ကစစ်မှုထမ်းတပ်သားတဲ့3ဦးဟာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ20ရက်နေ့မှာဗုတ်ပြင်းမြို့နယ်စကခ73နဲ့ခလာရ43နဲ့တရင်ကစစ်မှုထမ်းတပ်သားတဲ့3ဦးဟာလက်နက်ခဲယမ်းများယူဆောင်လာခြင်းမရှိဘဲနဲ့ ပူပေါင်းစစ်ကြောင်းဆက်စစ်ရိတ်ဂိတ်နဲ့ကော်တောင်းခရိုင်အမှတ်တဲတိုင်ရင်ပူပေါင်းစစ်ကြောင်းထံကိုအလင်းဝင်ရောက်လာတယ်လို့သိရပါတယ်။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်မှုထမ်းတပ်သားတဲ့များဟာစကခ73ကအသက်32နှစ်အရွယ်ရဲဝင်းအောင်နဲ့အသက်24နှစ်အရွယ် သူရာဆိုးတို့ဖြစ်ပြီးတော့စစ်မှုရန်အပတ်စဉ်9စစ်မှုရန်တင်တန်းဆင်းများဖြစ်ပြီးရန်ကုန်တိုင်းဂျိုးပြူလေးတင်တန်းကြောင်းမှာစစ်တင်တန်း3လတက်ရောက်ကတာဝန်ဆက်လက်မထမ်းဆောင်ကျင်တော့တာကြောင့်ဧပြီလ18ရက်နေ့မှာလက်နက်မပါဘဲနဲ့ကိုလိုယုံပြီးထွက်ပြေးလာခဲ့တယ်လို့သိရပါဗျ။ကြန့်ရှိနေတဲ့တအူးဟာခလာရ၄၃နှစ်တရင်ကစစ်မှုရန်တပ်သားတဲ့ အသက်28နှစ်အရွယ်စီသူကျော်ဖြစ်ပြီးတော့မတရားစစ်မှုထမ်းစူးစောင်းခြင်းခံရကစစ်မှုထမ်းတင်တဲ့အပတ်စဉ်9ဘာထူးတင်တဲ့အကြောင်းမှာစစ်တင်တဲ့3လတက်ရောက်ခဲ့သူတအုပ်ဖြစ်ကစစ်မှုထမ်းတင်တဲ့တက်ပြီးတဲ့နောက်တနင်္သာရီမြို့နယ်ခမရ998ကိုရောက်ရှိခဲ့ပြီးတော့ခမရ998ကနေတစင်းဗိုလ်ပြင်းမြို့နယ်ခလိုက်ရ43နှစ်ထံကိုပို့ဆောင်ခြင်းခံရပြီးတော့ တမရဲကိုမပို့ဆောင်ပဲဗုတ်ပြင်းမြို့နယ်မှာရှိတဲ့ဖုန်ကြီးကျောင်းကိုရောက်ရှိလာခဲ့တယ်လို့သိရပါဗါးအလင်းဝင်လာတဲ့သူတွေကတနတ်တော့ပါမလာဘူးဗျဂုံပြူစုဝေကတော့လောလောဆယ်မချီးမြှင့်ပေးရသေးပါဘူးအလင်းဝင်လာတဲ့သူတွေကဘကိုးတိုင်းကနှစ်ဦးရယ်မန္တလေးတိုင်းကတဦးရယ်ပါပေါ်တာအစွဲခံရတာလို့ပြောပါတယ်ဘလို့ကြောင့်ပေါ်တာအစွဲခံရလဲဆိုတာအသေးစိတ်တော့မသိရသေးပါဘူးကျွန်တော်တို့ပူပေါင်းစစ်ကြောင်းရှိရာထံကိုရောက်ရှိလာတာပါသူတို့ကိုလုံခြုံတဲ့နေရာမှာကောင်းကောင်းမွန်မွန်ထားရပါတယ်စစ်ကောင်စီတပ်သားတွေကိုနှိစာရတော်လိုင်းတက်တွေနဲ့အ мян ဆုံးပူးပေါင်းဆောင်ရွက်ဆေးလိုပါတယ်လို့ PDF ကတော့ District Battalion 1 P2320 ကတာဝန်ရှိသူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီးရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်း 俺们家做这面，能叫吧？这个面。